အားလုံးပဲမင်္ဂလာပါဆ iam ချူရဲ့နိုင်ပြင်ဆရာကြီးအိမ်ကြီးချင်းဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြခြင်းပါတယ်နိုင်ပြင်ဆရာကြီးအိမ်ကြီးချင်းတာမန်အပြည့်ဆိုရင်တော့နိုင်တလုံးကို သူမမုန်းတတ်ပါသို့တော့ဤကိစ္စမှာတော့လုံလုံသည်သူဤရင်သူပြောင်းလာကစားကတော့နိုင်ပြင်ဆရာနဲ့အိမ်ကြီးချင်းကဖြစ်တော့ကြောင့်ဝမ်းသာကျေနပ်ခဲ့သည်သူ့မှာ မကြာခဏပြတ်တက်သောစပွဲတင်နိုင်လုံးရှိသောကြောင့်ဖြစ်သည်။နောက်ပိုင်းနိုင်ပြင်းစရာ၏ဂုံတိတ်ခါကိုလည်းသူသဘောကျသောကြောင့်ဖြစ်သည်။နိုင်ပြင်းစရာသည်ဘဝတွင် နိုင်ပြင်းခြင်းနှင့်ဖျားရှိခိုးတရားစာရွတ်ခြင်းမှတပါမြည်သည့်အလုံးမြမလို့သူဖြစ်လိမ့်မည်။သူရောက်သွားတိုင်းနိုင်တစ်ခုခုကိုကန်တွဲပြင်စင်ရသားသို့မဟုတ်တရေပုံးဘာနာရေးစာအုပ်တစ်ခုခုကိုဖတ်လျက်သားတွေ့ရသည်။ နိုင်ပြင်စရာကပြဿနာမဖြစ်ပါသူ့နိုင်များကသာပြဿနာဖြစ်နေသည်နိုင်ပြင်စရာ၏အိမ်တွင်သပွဲတင်နိုင်မျိုးစုံတန်ကတ်နိုင်မျိုးစုံရှိသည်မှာတဘောင်ဝကြသောဖြစ်ရတခုဟုသူလက်ခံသည်သို့သောသူ့အိမ်နှင့်နိုင်ပြင်စရာအိမ်မှာဆန်စီယိုတလောင်းသာချားလျက်ဟိုဘက်ဒီဘက်ကတ်နေသည်ကဘလုံးမှပြင်ဆင်၍မရသောတည်ရှိနေမှုတခုဖြစ်၏ထို့တည်ရှိမှုကြောင့်ဖြစ်ပေါ်လာသောဒုက္ခမှာ သူ့အရေးပြတ်ခြင်းပင်ဖြစ်သည်။ဟိုဘက်အိမ်ကနိုင်များသည် သူ့ကိုအကြည့်အကျယ်တော့အနှောက်ယှက်မပေးကြပါ။သို့သော နိုင်တန်မျိုးစုံကြားနေရခြင်းသည်နှစ်30ကျော်ဒုက္ခပေးခဲ့သောသူ့မိမ၏ဟောက်တန်ချက်ပင်နှောက်ယှက်လျက်ရှိလေ။ထိုင်ရန်တစ်ချက်စီသာကာယံထားသောကြောင့်ဟိုဘက်အိမ်မှနိုင်များသည်သူ့အိမ်ထဲသို့အတားအဆီးမရှိဝင်ရောက်လာ၏။ရောက်ခါစားအောင်ဆိုရင်၄-၅ညခန့် အဲ့ရမှနိုးစားကြိုက်။နိုင်များသည်တပြိုင်တည်းမမြင်ကြပဲတမိနစ်သို့မဟုတ်မိနစ်ဝက်ချာပြီးမြည်ကြသဖြင့်နိုင်ခုနှလုံးရှစ်လုံးကြီးစက်တိုင်ပြည်တံမှာအတန်ရှည်ကြီးဖြစ်နေတော်သည်။သူညာမိတလောက်စဉ်းစားကြည့်မိသည်များတော့နိုင်တွေအချိန်မှန်လျင်ပြိုင်သူမြည်ကြလျင်အကြားအယုံတစ်ခုကိုပဲခဏပဲနှောက်ရက်ပေးလိမ့်မည်။ဒီကိစ္စနဲ့ပတ်သက်ရေးသူဆွေးနွေးကြည့်ဘူးသည် မရနိုင်ရကပြန်လက်ဆောင်မှုနဲ့တူရမိနစ်နည်းနည်းချပြီးတိုးနေကြထိုးနေကြရဲ့ဗျဒါနိုင်မှန်မှန်တဲ့သဘောမဟုတ်ဘူးလားတကယ်လို့သာစံတော်ချိန်နဲ့ကန့်ညင်ရင်ထိုးကနိုင်ပြင်ဆရာကခလေးတယောက်ကို စိတ်ရှိလက်ရှိရှင်းပြတော့မနှဘေးဖြင့်ပြုတ်၏မဟုတ်သေးဘူးဗျကျုပ်အနေနဲ့ဘယ်နိုင်ကဘလောက်အလုပ်လုပ်တယ်ဆိုတာသိဖို့လိုတယ် သူကနိုင်ရဲထိုးတံကိုခွဲခြားပြီးသိတယ်။အတန်အနည်းအမြန်အတူအကျေရောနိုင်အချိန်မှန်မမှန်ကိုရော အမြဲစောင့်ကြည့်ရတာကိုဒီတော့နိုင်ရီကိုတမင်အချိန်ချပြီးတိုက်ထားရလေ။ဒါမှ ကျုပ်ထန်ရာကထမကြည့်ပဲဘယ်နိုင်ကတန်မတ်နေနေပြီလဲ။ဘယ်နိုင်ကစံချီမကောင်းဘူးလဲ။ဘယ်နိုင်ကထိုးစက်မကောင်းဘူးလဲ။ခွဲခြားပြီးသိရမှာပေါ့။ သေးလိုက်ပါတော့ကွာဘလောက်ယထာဘုရားကြာတော့နှောက်ရှက်မှုတစ်ခုပါလေသူရေမောရလက်ခံခဲ့ရသည်နောက်ပိုင်းလာအနေငယ်မှာတော့နိုင်တန်များနဲ့နေသားတကြဖြစ်သွားလေတော့သည်နိုင်နိုင်တန်များသည် သူ့အတွက်တာယာသောအိယာဝင်ကိနတန်စင်များလိုဖြစ်လာသည်လေတိုက်ခိုက်နံကိုလာ၍နိုင်တန်အတူအကျယ်ပြောင်းလဲလာသောအခါထိုတန်များသည်သူ့အတွက်နားထောင်၍ ခြုံမြတော့ကြတာဖြစ်လာ၏။နိုင်ပြင်းစရာနဲ့အိမ်နီးနာခြင်းဖြစ်ရခြင်းကြောင့်ရရှိလာသောဒုက္ခတွေတွင်နိုင်ပြင်းမှုလူကြုံပေးခံရခြင်းလည်းပါဝင်။လက်ဖက်နိုင်လိုစပွဲတဲ့နိုင်လိုဝင်မကျန်လှသောနိုင်မျိုးဆိုရင် ပြဿနာမဖြစ်တော့လေ။တိုင်ကန့်နိုင်လိုကြီးကြီးမားမားဝန်ထုတ်ဝန်မျိုးကြတော့သူ့အနေဖြင့်ကုညီဖို့တော်တော်စဉ်းစားရသည်။သိမင်းဤသူများဆိုရင်တော့အကြောင်းပြချက်ခုခုပေးပါခပ်ပြုံပြုံညှင်းဆန်နိုင်။သို့သော အလွန်ခင်မဲယဉ်ကြီးသောမိတ်ဆွေဆိုရင်သူအာနာပါနာလက်ခံ၍လူကြုံပေးသောပစ္စည်းကိုပယ်ယူလာဒီမှာတော့ပယ်လူလာတော့သည်ကံအကြောင်းမလှစားပင်ဤနိုင်ပြင်စရာသည်ဤမြို့ပေါ်တွင်တိုင်ကနိုင်များကိုပြန်လဲပြင်ဆင်ခြင်းရောင်းဝယ်ခြင်းတို့၌အပိုင်နိုင်အကျွမ်းကျင်ဆုံးဖြစ်နေပေသည်သူနောက်ဆုံးတည်ဆောင်ပေးခဲ့သောဤမှာအလွန်စိတ်ညစ်ညူးပဲကောင်းသောတိုင်ကနိုင်တစ်လုံးဖြစ်သည် ဤနိုင်နောက်တွင်မြည်သည့်နိုင်ကိုမျှလူကြုံဖြင့်မတည့်ဆောင်ရတော့ပေ။ထိုနေ့ကသူတည်ခဲ့သောနိုင်ကြီးမှာအတော်ကြည်သူစိတ်ထင်နိုင်ကြီးအရှိမနှစ်ပေခွဲလောက်ရှိမည်။တကယ်တော့နိုင်ကြီးသည်သုံးွေနီးပါရှိ။နိုင်မျက်နှာပြင်တွင်ဒိုင်ကအဝိုင်းကြီးဒိုင်ကွားဤဘေးပေါင်းတွင်ရှစ်နားညီဘဟုကံပုံစံဖြစ်အောင်တစ်သားများကွက်ထားသည်။ကနန်းကွက်များမှာယောမကနန်းများဖြစ်သည်။ လက်တံအရေနဲ့လက်တံအတူမင်းင်းလက်တံနဲ့နိုင်လက်တံမှာပြုတ်ကျနေပြီတန်ခွက်များနဲ့မှန်ဤကြရင် နိုင်လှုပ်ရှားတိုင်းတကြောင်ကြောင်မြောင်ရွေရှားလျက်ရှိကြသည်နိုင်အိမ်ကတော့ချိန်သီးအိမ်ထိတက်ဆက်သေးလေးတောင်အရှိကြီးဖြစ်နေသည် အနည်းနဲ့လာလာပြုတ်ပြင်မမောမှန်ပဲထားပုံမျိုးဖြင့်နိုင်အိမ်တည်သားရောင်မှာခံမုံးမွဲဖြစ်ပြီးဖုံးတက်နေသည် အိမ်မြကြီးမားလာတော့နိုင်ကိုယုတ်ကာယကြီးကိုလူကြုံပေးလိုက်တော့မိတ်ဆွေအားသူကြိတ်၍ကြိမ်ဆဲလိုက်မိသည်မှာအိမ်ပြန်လန်း၏ခီးတော်၌ဖြစ်၏ကွန်ရှော်၏အဖြူဖြင့်တေတေတက်တက်ထုတ်ပိုးချီနောက်ပေးတော့နိုင်ကြီးသည် လူအရှုပ်ဆုံးနေရာဖြစ်သောရုပ်ရှင်ရုံရှိရောက်တော့အခါအတန်ကျဲစွာထိုးတော်သည်ပထမတော့မျောလင်မထားသောအနီးကအတန်ကြီးကြောင့်သူလန့်ပြန်သွား၏သို့တော့ပထမဆုံးအတန်မပြောင်းမိပင် နိုင်ကြီးမှဖြစ်ရမည်ဟုသူသိလိုက်သည်အတန်ကြီးကကြီးမကျယ်လာ၏ထို့ပြင်အအကွဲကွဲကြီးဖြစ်၏ထိုအချိန်မှာညနေ9နာရီမခွဲမီ7မိနစ်လောက်ကဖြစ်သည်ဘလို့နိုင်အမျိုးအစားမျှအတန်မမြည်တင်းသည့်အချိန်ဖြစ်သည် ထို့ကြောင့်လည်းသူအံ့ဩတုန်လှုပ်သွားခြင်းဖြစ်သည်သို့သောနိုင်ကြီးကပြတ်နေပေသည် လက်ဖေးဆိုင်မှာလူများရုပ်ရှင်ရုံရှိမှာလူများဤစိတ်ဝင်စားအကြည့်ရကြောင့်သူ့မျက်နှာပုံရွေးကရှက်ရွံ့သွားမိလေသည်သူဆွဲလာတော့လက်ကန်ကွန်းတဲ့ဂုံချော်အိတ်အဖြစ်ရဲ့တွင်ဤနိုင်ကြီးပါမန်မသိသူတို့ဖို့ဤအတန်ဒီထူးဆန်းအန်အော့ဖွယ်ရာဖြစ်နေ၏ထို့ထွက်ပေါ်၏ထူးဆန်းသည့်မှာသူ့ခြေလမ်းတလန်းလန်းတိုင်းနိုင်ကြီးက ုံကနဲအတန်မီနေခြင်းဖြစ်သည် သူချွေးပြန်လာက ရောင်မားစွာဖြင့်ခြေလမ်းရက်တန်လိုက်ထိုချိန်တွင်ခုနှစ်ချမ်းကကျယ်လောင်စွာအော်မြင်ပြီးသောနှာရည်လက်တန်သည်လည်းနှာရည်တန်သည်လည်းရက်တန်သွားသည်ဒါငါခြေလမ်းလေးလှုပ်ရှားမှုကြောင့်အထင်းကဆက်တွေကပြောင်းကြံဖြစ်သွားလားသူပထမဆုံးအချိန်ကြောင်တောင်တောင်တွေးမိသွား၏ရှေ့ဆက်ပြီးခြေလမ်းလှမ်းလိုက်ရင် ဒါကြီးချက်ပြီးမြည်ုံမလားထို့အချိန်တွင်သူ့ခြေတလန်းလမ်းမှုတော်တော်စဉ်းစားယူ၌လူအလုံးသူ့အဝါကြည့်နေကြသည်ဟုသောမလုံးမလဲအတွေ့ဖြင့်သူစိတ်ကျဉ်းကျက်လျက်ရှိသည်ဟုတ်ကွာငါခြေလန်းလမ်းလို့နိုင်ပြီးရောရောဘာဖြစ်သေးလဲနိုင်တလုံးဟာသူ့မြည်ခြင်းတဲ့အချိန်မှာအတန်မြည်ခွင့်ရှိရပဲညနေ9နာရီပြင်မဲ့ခုနှစ်ချက်ထိုးတော့ဘာဖြစ်သေးလဲရှစ်ချက်ထိုးတော့ဘာဖြစ်သေးလဲ အခုလိုရင်လိုက်တာခါမှလူရတဲ့စိတ်ဝင်စားစရာဖြစ်နေအောင်မယ်။သူအားတင်း၍ခြေလမ်းစတင်သည်။ထိုအချိန်မှာပင်ဒုံကနန်းခြေလောင်သောထိုးတံပေါ်လာသည်။သူထူပူတုံ့လှုပ်သွားကခြေလမ်းတုံ့ငနေရပစ်လိုက်သည်။ထိုအချိန်မှာပင်나이တန်ကလည်းရက်သွားပြန်လေသည်။သူခြေလမ်းလျင်မယုံမလားမသိမဖြစ်ဘူး။ ီနိုင်တန်ရက်သွားလို့ဟုတ်တနည်းတော့ရှိရမှာပဲသူသည်သက်မဲ့နိုင်တလုံးကိုလှည့်ပြားရန်ကြံရသည်ထို့နောက်ဂုံချော်အိတ်ကိုဖွင့်ကအထဲမှအီယာမနိုင်ကိုခက်ခဲရင်းရင်းထုတ်လိုက်ထို့နောက်နိုင်အိမ်ကအပေါ်ရောက်သွားပြီးနိုင်မျက်နှာပြင်ပိုင်းကအောက်ရောက်သွားအောင်နိုင်ကိုစောက်ထိုးလှည့်ပြလိုက်ထဲထားသောကြေးချိန်ဒီအဝိုင်းပြားကြီးတိုက်ခတ်သောတံကိုကြားပြီးနောက်အတန်ငြိမ်သွား၏ အခြေခံစက်ကြီးပြောင်းပြန်ဖြစ်ကုန်ပြီ။ဒါဆိုရင်တော့အတန်မီမှာမဟုတ်တော့ဘူး။သူဒီဆောက်ထိုးဆွဲထားသောနိုင်ကြီးကိုငုံမကြည့်ပဲခြေလမ်းကိုစတင်လှမ်းလိုက်သည်။သူလေးငါးလမ်းကလှမ်းပြီးချိန်မှာပဲကျေလောင်သောမိတန်သည်ဆက်လက်ထွက်ပေါ်လာလေတော့သည်။သူမျက်နှာရှုံသွားပြီးထိုနိုင်ကရှုံသွားပြီး ကြောက်တဲ့ရှက်ရဲရဲမိတော့၏။ထိုနိုင်ကပြီးတော့ဒုက္ခသည် ဤအချိန်ကလေးကဖြစ်ပေသည် သူသည်ပင်စင်ယူပြီးကကပင်စင်ယူပြီးကလေးကနနက်ခဏိုင်းမှညနေအထိမြို့ထဲမှစီပွင့်သားရာဇေကြီးတို့ဇေကြီးတွင်ကုံချောက်အယောင်ဆိုင် ဖွင့်ရောင်းနေသူဖြစ်တော့ကြောင့်ဤနိုင်ရင်သူ့ကိုဒုက္ခပေးလေ၏ဤနိုင်နီးတူမဲ့အခြားနိုင်ပေါင်းများစွာမိန်းတန်ထိုးတန်နှင့် သူယင်းဤကျွမ်းဝင်ပြီးဖြစ်တော်လဲ ။ဤနိုင်ကြီးအတန်ကိုတော့သူဘလို့မှတီခံရမြ။နိုင်ပြင်းစရာကြီးအိမ်ကြီးချင်းဖြစ်ပြီးရဲကနိုင်ပေါင်းများစွာထိုတန်ကိုသူကြားဖူးလာပြီ။ဤနိုင်လောက်အောက်ကလေးအာဏံမျိုးတကားမှမကြားဘူးပဲ။နိုင်ပြင်းစရာကြီးအိမ်ရှိအချို့နိုင်များသည်တင်တင်ဟုအတန်မြည်။တချို့ကဒေါန်ဒေါန်ဟုအတန်မြည်သည်။တချို့ကတော့တိမ်တိမ်ဟုအတန်ခက်လေလေမြည်။နောက်ဆုံးနိုင်များလည်းရှိ၏။ ဂီတတန်လို့အတန်အနိုင်အမြင့်ဖြင့်တော်တော်နားထောင်ကောင်းလာ၏။သို့တော်ဤနိုင်ကြတော့ဒုံကနန်းမြည်သည်။မြည်ပုံကလည်းတမျိုး။ဒုံဟုသောအတန်၏နောက်တွင်ဂျရစ်ဂျရစ်ဟုသောထစ်တန်တုံတန်တစ်ခုပါပါသည်။ဒီတော့ဤနိုင်တန်ကြားလျင်သူတွားကျိန်လာသည်။ဘေးနိုင်ငံကများဤနိုင်မျိုးတီထွင်ထားပါလေ။အတန်ကတော့တော်တော်မှန်ထန်ပြီးကျယ်လောင်သည် တော်ယုံတွေးကြောင်သူဆိုရင် တိတ်ဆိတ်သောညမှာထိုးအတန်ကြောင့်နှလုံးတုံရင်ခုန်သွားနိုင် သူသည်ဤနိုင်ကြီးကိုနိုင်ပင်ဆရာအားကိုစားအပ်ပေးပြီးနောက်တပတ်တိတိဘလို့မှနှစ်နှစ်ချာချာအိမ်မပြောတော့ခြင်းတညနေမှာ သူဤတပင်များရေလန်းပေါင်းတင်ခြင်းကိုဖြတ်၍နိုင်ပင်ဆရာကြီးအိမ်ကို သူကူးသွားလိုက် သူကအတန်ဖြင့်နှိမ့်ဆက်နေသော သူမှတ်မိသည့်နိုင်ကြီးမှာအားလုံးထဲတွင်အကြီးဆုံး နယံတွင်မမကြီးချိလျက်ရှိ။နိုင်အိမ်တသားမှာအညိုရင်အောင်ဆဲတူထားပြီးဒိုင်ခော့ကလည်းဖြူဖွေးကတင့်လွင်တောင်းပါနေ။အင်း။ဒါကြီးကိုပြင်ဆင်မွန်းမှန်ပြီးပြီပေါ့။နေကောင်းရလားဗျ။နိုင်ပြင်းစရာသည်သူ့ကိုတွေ့တိုင်းနေကောင်းရလားဟုပဋိသင်္ဍာရစကားဖြင့်နှုတ်ဆက်လေးရှိတော်လဲ။အီအိမ်ပြောင်းပြီးမှ သူ့တကားမြတ် မဖျားနာဘူးမှန်။နာယီပြင်စရာတိပါ යි ။ကောင်းပါရဲ့ဗျာ။ညအိတ်မပြောတာတခုပါပဲဟုသူဆက်ပြောခြင်းသေးတော့လဲပြောမထွက်ပြီ။သူကဟိုဘက်အိမ်က အေးအေးပြန့်နေရရင်နာယီပြင်စရာဖို့မြည်သူရှိမည်နည်းဟုကိုချင်းစာလိုက်တော့ကြောင့်ဖြစ်သည်။ဟိုနာယီတန်ကတော့ကျဲဗျာနော်။သူစကားဆက်လိုက်တော့အခါနိုင်ပြင်ဆရာကဂုံညုံဝင်ကြဟန်မြေကောင်းညင် အေးဗျခမားတေလာနိုင်ကြီးလေးသူ့ထိုးဆက်တန်းချောင်းတွေက အတော်တန်ပြီးတုတ်တယ်ဗျအတန်မာပါဗျအဲ့ဒါဘယ်နိုင်ငံကလုပ်တာလဲဗျနိုင်များကိုသိစိတ်ဝင်စားသူတူထံမှာအီမေးခွန်းကိုကြားရတော့အခါနိုင်ပြင်ဆရာကမျက်ခုံးပင့်ကသဘောကျသွားတူပါအမေရိကန်ပေါ့ဗျာအဲ့အောင်စရာပါပဲ သူသည်အမေရိကန်ပြည်ထောင်စုကိုယခင်ကအလွန်အထင်ကြီးခဲ့။ယခုတော့တိုင်ကန်နိုင်တလုံးကြောင့်အမေရိကန်နာမည်ပြတ်ပေးရတော့မည်။အင်းလေးနှစ်ပေါင်းများစွာကြာပြီးနောက်ဤနိုင်သည်ငကူပစ္စည်းကြီးမိသူဖြစ်နိုင်မည်နီ။မြန်မာပြည်တွင်ပြည်လုံးဖန်တီး၍ပြင်ဆင်ထည့်သွင်းထားသောပစ္စည်းများရောမဖြစ်နိုင်ဘူးလား။ဆက်တော့မှအမျိုးအစားပြ။သိကောင်းတယ်ခိုင်းတယ် ဟိုတုန်းကတော့နိုင်ပြီကြီးပေါ့ဗျာရွှေစည်းအစိတ်တုန်းက90ပေးရတဲ့နိုင်မျိုးစားဗျဤနိုင်ပြင်စရာဤအမှုအချင်းမှာသူ့နိုင်များသို့မဟုတ်သူ့ကံတွင်ပြင်ဆင်ရသောနိုင်များကိုတန်မိုးပြောပြတိုင်းရခင်နှစ်ပေါင်းများစွာကရွှေတစ်ကြသားဈေးနှုန်းဖြင့်နိုင်ရှင်သည်ရှိသည်ဟောဟုခမည်းတော်ကနိုင်ကိုကြည့်အဲ့ဒါဂျာမနီနိုင်ငံကလောက်တာသူ့နောက်လှည့်ကြည့်လိုက်တော့သူ့နောက်ကနေရာမှာ မင်းကိုတီအောင်ဖြော့ဖြော့နုနု၄တော့နိုင်တလုံးကိုမြင်ရ၏တိတ်အတန်သားရဲ့နိုင် ကျုပ်ကံရံဘုသမြတန်ဆုံနိုင်ရွေးမှာတော့အကောင်းဆုံးပဲနိုင်တိုင်ခွင့်မျက်နှာပြင်မှာငွေရောင်ဖြစ်ပြီးမောင်ကိုနှစ်ညီမဟုခန့်ထည်သောမြန်မာစလုံးပါသည်မောင်ကိုဟုတ်လားဂျာမနီဆိုးပြအေးလေဒါကမြန်မာနိုင်ငံရောက်မှရေးထားတဲ့နာမည်ဖြစ်မှာပါဗော ဂျာမနီကုမ္ပဏီနဲ့ဆက်သွယ်ပေးတဲ့မြန်မာကုမ္ပဏီနာမည်ဖြစ်ခြင်းလည်းဖြစ်မယ်လीတကယ်တော့ဒီနိုင်ရဲ့ဆက်မှာဂျာမနီလို့အရေးထားတာပဲသူတိတ်နှက်တတ်သောနှံဆောင်တိခတ်မှုမှာအိနိုင်မှဖြစ်လိမ့်မည်ဟု သူခံမှန်းကြည့်မိချိန်သီးအိမ်ရှင်ရှေ့မှန်ကချိန်သီးမှန်ရှေ့မှန်ကသူကောင်းပြီရှေ့ကကြည့်မှန်ပြုတ်တော့ နိုင်ငံသားမှအမျိုးသားကိုသူချင်းသည်အထက်ကချင်းသည်မှာတန်မဏိတက်ထွေအောင်လက်နေပြီးဖြေးလေးစွာလွှဲရမ်းနေ၏ဒီကောင်က15မိနစ်တခါထိုးတာလေပေချာသည် သူအနှစ်သက်ဆုံးနိုင်မှအိနာကြီးဖြစ်သည်ဘသူနိုင်လေဗျကျုပ်ဝယ်လိုက်ရဗျနှစ်နှစ်ရှိပြီ900နဲ့ဝယ်လိုက်တာသူအံ့ဩသွားပြီပုံစံခါဟောင်းရှေးတိုင်ကန်နိုင်တလို့ 900တန်ဖို့ရှိမှန်း तू မသိခဲ့ပြီဈေးများလိုက်လာဗျာသူကနိုင်ပြင်ဆရာကသဘောကျစွာရဲ့ဤအဲ့နိုင်ကို2000နဲ့လာရတဲ့သူရှိရဲ့ကျုပ်မယောင်းတန်းစုံနိုင်ချင်းရှင်တဲ့သူကတားတယ်ဒီကောက်အတန်ကကုခေဂျပန်တန်းစုံနိုင် ထိုးတန်တွေလို့ကတက်တက်တက်မဟုတ်ဘူးခန့်ညားတယ်သူတန်းတော်ပြုံးပြီခုချိန်ကြီး10နှစ်ရှိပြီတခါမှပြန်မပြင်းရသေးဘူး သူ့ထိုးစက်တွေကြောင်း ကြေးချောင်းတွေလေတန်ချောင်းမဟုတ်ဘူးတန်ကြီးမတက်ဘူးအတ်တမ်းမပါဘူးလှိုင်းတမ်းပေါ့ကြီးလင်းနေတယ်ရွှေစည်းအစိတ်တုံးကတရားအစိတ်ပေးရတယ်နိုင်ပြဲဥစ္စာ ခမစင်းစားကြည့်လေအခုရွှေစည်းညံမြတွက်ကြည့်လိုက်စမ်းပါဦးဘလောက်အဖိုးတန်လဲဆိုတာဤလူဒီစလေမန်စွာပြောင်းလဲတိုးတက်လာတော့စက်မှုသိပ္ပံပညာကိုထဲတွက်ဟန်မတူပေဤကိစ္စရဲ့အရေးကြီးဒီမှာ အတန်ကျယ်လောင်လောင်းသောအမေရိကန်နိုင်ငံကြီးပြဿနာဖြစ်သည်အဲ့ဒီအမေရိကန်နိုင်ငံကြီးရောပြင်းပြီးသွားပြီလားပြန်ဝင်တော့သူ့ဟာသူလာယူပါစေဗျာကျွန်တော်တော့အဲ့ဒီနဲ့လမ်းဒီတချိန်လမ်းမှာဒုက္ခမရောက်ချင်သူကနိုင်ပြင်ဆရာကပြောရင်ကျုပ်အဲ့နိုင်ကိုဝယ်လိုက်ပြီက ပြင်ကမတက်နိုင်လို့မွေလဲလုံနေလို့ဆိုပြီးတနေ့ကပဲကျုပ်ကိုအပြေးရောင်းသွားတယ် ခြေစမ်းမောင်များဘလောက်ကြီးမားခံရလိုက်တယ်မြတ်စွာဘုရားလက်ဆတ်တော့ဤနိုင်ဤဤနိုင်တိုင်းဒုက္ခကို သူတတ်တလုံးခံစားနေရတော့မှာပါလားသူလုံးဝစကားမပြောနိုင်တော့ပဲငိုင်းကြသွား၏ထိုချိန်မှစ၏ဤအမေရိကန်နိုင်ကြီးသည်သူ့အားညစဉ်အနှောက်အယှက်ပေးလေ၏ဒီတန်ကြီးနဲ့နိုင်ပြင်စရာဘယ်နဲ့လုပ်ပြီးအိပ်ပျော်ပါလိမ့်မလဲအင်းလေ तू က80ကျော်အဘိုးကြီးပဲ နားလေးနေရာလည်းဖြစ်နိုင်တာပေါ့။ဤနိုင်တန်ကတော့သူတို့တယောက်ကလုံးနိုင်ထကြည့်စရာမလိုအောင်အတန်မြည်လိုက်။မန္တလေးမြို့တော်ခမ်းမမနိုင်ထိုးတန်လို့တန်တော့ဂီတတန်ဆိုရင်တော့ပြောစရာမရှိပါ။ယခုတော့အကွဲတန်ကြီးဒုံဝနဲ့မြည်ပြီးရင် နောက်ဆက်တွဲဂျရစ်ဂျရစ်အတန်ကြီးမှာ သူ့အားတွားချင်းစေပေးပြီ။ရမလာတော့ချိကလာတဲ့တိုင်အောင်သူ့အားဤနိုင်မအနောက်ရက်ပေးစေ။ သူ့အရေးမဝပဲလိုးလာရပေါင်းများသောအခါသူမလှုပ်ရှားခြင်းတလို့လို့မူးဝေနှောက်ကြည့်တလို့လို့ညောင်းညနှာခြင်းတလို့လို့ဖြစ်လာသည်မကြာခဏစေကန်းသွားပြပြီးစေချိုးခံရသည်အဲ့နိုင်ကြီးကိုခမပြန်ရောက်မယ်ဟောစိတ်မကူးသေးလားဟာရောင်းပါပေါ့ဗျာကျုပ်တော့ကဟောဟိုတန်ဆုံနိုင်လေးရှိရင်ပြီးရောသို့တော့ဤမြကြီးမားလေးလံသောပုံစံခတ်တုံးနှုံးနိုင်ကြီးကို အတန်မကြရဘဲနဲ့တောင်းဝယ်ရှင်တို့ရှိမှမဟုတ်ဟုသူလောင်းလိုက်သူလောင်းရဲ့သည်သူထင်သည့်အတိုင်းပင်ဤနိုင်ကြီးသည်နိုင်ပင်ဆရာကြီးအိမ်တွင်မမကြီးချိတ်ခံထားသည်ညစဉ်ဝတ္တရားဖြစ်သူအားလေးလံစေသောခြုံဆောင်တဲ့အသည့်အတန်ကြောင့်ကြီးဖြင့်နောက်ဆက်ဆဲသာဖြစ်သည်ကြတော့နိုင်ကြီးကိုသူခါခါတီးမုံလိုက်နေစမ်းမအောင်ဤကိစ္စနှင့်ပတ်သက်၍ဖြည့်ရှင်းသည့်တစ်ခုခုရရှိမှာပါ အကောင်းဆုံးဒီမှာအီနာအီကြီးကိုရိုက်ခွဲဖျက်ဆီးပစ်ဖို့ပဲ သူစိတ်ပေါက်ပေါက်ဖြင့်တွေးမိတယ်ထိုးဆက်တန်ချောင်းတွေကနှံမာပြီးတုတ်တယ်ဆိုပဲအဲ့ဒါတွေကိုပြော့တဲ့တန်ချောင်းခက်သေးသေးဖြင့်လဲလိုက်ရင်ကောင်းပြီသို့တော့ဤကိစ္စသည်သူ့ဖို့တော့သူများကိုရေးကိုရာတဲ့ဝင်ဆွတ်ချင်တာဖြစ်သည်ဒါသူ့နိုင်မှာမဟုတ်ပဲ သို့မဟုတ်တန်ချောင်းကိုလာထူသောကြည်တထူးဖြင့်ပြုလုပ်သည့်တူကလေးကိုအတန်သိမ့်မကျင်အောင်လုပ်တဲ့နည်းရှင်းရှင်းမှာပေါ့ဥပမာ တူကလေးကိုတင်မောသေးတုတ်ခြင်းသို့မဟုတ်ဆက်ကူဖြင့်ပန်းခြင်းထို့နောက်သူ့အတွေ့အသူသဘောကျစွာအတန်ထွက်ရင်မိမဟုတ်သေးပါဘူးလေတိုင်ကနိုင်တလုံးမှာဆန်နှမျိုးပါမှန်သူသည်နိုင်သွားသောဆက်နိုင်ထိုးသောဆက်ဟူ၏အဖြစ်နိုင်ကိုတန်မတ်ပေးလျင် 나이ပြင်းဆရာသည်တန်ခွက်အောက်မှအပေါက်လေးနှစ်ခုတည်းသို့တော့တံဖြင့်ထိုးသွင်း၍တံမတ်ပေးရာမြင်မှုသည်ထိုးဆက်တံမတ်ကုန်လျင်나이တန်ကြားရတော့မှမဟုတ်ဘူးဤအချက်ကတေချာသည်သူပျော်ရွှင်သွား၏နောက်ဆုံးတွင်သူတစ်ခုတည်းသောနီလန်းကိုသာစဉ်းစား၍ရ၏ခမတီနိုင်ကိုဘယ်လောက်ရရင်ရအောင်လဲ နိုင်ပြင်ဆရာကသူ့ကိုအံ့ဩတရှိမော့ကြည့်ကခမလိုချင်လို့လားအေးဗျာသူ့အတံမှာအားနည်းလာတယ်ကိုနိုင်ပြင်ဆရာကခရုထားမိရင်မတူပါအားရပါရပြုံးရလျက်လဝါနှစ်ဖြတ်ကိုကြည်နှက်စာပုတ်တက်ကကောင်းတဆက်ဆက်ညိနေခမယူရင်တော့ရှော့ပေးမှာပါဗျာ250ပဲပေးပါတော်ပါသေးရဲ့ ရွှေသေးကြောင့်မပြောပြီလို့သူစိတ်သက်သာရသွားပြီငွေ250မှာ နောက်ထပ်စေကန်း5ခါသွားအရင်ကုန်မှာပဲအီနာယီကိုဝယ်ယူလိုက်ခြင်းအပြင်စေကန်းသွားမိဒုက္ခမှာလွတ်မြောက်ရင်သူ့အတွက်ကျဉ်းနှက်နှစ်သိမ့်ဖွယ်ရာဖြစ်ပေလိမ့်မည်ခမရအိမ်ထဲမှာကျုပ်လိုက်ပြီးချိတ်ပေးပါမယ်တခါလေနိုင်တွေကချိတ်ပုံဟန်မကြရင်မသွားချင်ဘူးဗျဒေါန်လိုက်တက်တက်မဟုတ်ပဲနည်းနည်းဆောင်းသွားရင် သိမ့်မမှန်ပြင်း ကျေးဇူးကြီးမားလှပါသည်သို့တော့ဤကိစ္စမှာသူ့အတွက်အရေးမကြီးလှပါထိုးဆက်တံမကဘဲဥစားလေးဗျဟောဒီဘက်ကဟာပေါ့ခမားတခါတံမပေးပြီးရင်တပတ်လောက်အနည်းဆုံးမှေ့ထားလို့ရတယ်သူ့တံမက original တွေအဲ့ရဆက်ရမရှိဘူးတန်တလားမမေ့နဲ့နိုင်ပင်ဆရာဒီတံမပေးပုံပေးနေကဆအသေးချပြသသွား၏သူသည်နိုင်တံမကိုဂရုစိုက်ပေး၏ ထို့သို့တန်မှတ်ပြရရင်သွားဆက်တန်မှတ်ကိုသာပြလျက်ထိုးဆက်တန်မှတ်ကိုအမြဲခြံလက်ထားခဲ့၏ထို့ကြောင့်나이သည်လုံးဝမထိုးတော့ချေဤသို့ဖြင့်나이ကိုဝေယူပြီးတပတ်ကြာတွင်သူတက်တောင်တက်တာအိပ်ပျော်သွားသောအရှင်ကိုပြန်လဲရရှိခဲ့သည်သူ့ဘဝတွင်မုံတီးသောအရာဝတ္ထုတစ်ခုကိုအပိုင်ဝေယူပြလိုက်ခြင်းမှာဤတစ်ချိန်သာရှိသေးသည်ဂျူဟန်သစ်မက်ကစ်